င်းနေတဲ့အင်အားတွေကိုစုစည်းပြီးတော့မှကျွန်တော်တို့တွေကစ조사ရမယ့်အခြေအနေဖြစ်သွားပြီเนาะခိုလူနဲ့ဒီလူနဲ့အမြင်မတူလို့မလို့ကျွန်တော်တို့ကလက်ညှိုးထိုးပြီးရန်ဖြစ်ပြီးဆဲဆိုနေရမယ့်အခြေအနေမဟုတ်ဘူးเนาะအဲ့လိုဆဲဆိုရင်ဆဲဆိုရင်တယောက်နဲ့တယောက်နဲ့ရန်ဖြစ်ရင်လည်းကျွန်တော်တို့တွေကချွတ်ချုံကြတဲ့ဖုတ်ကလုံးဘဝတွေကိုရောက်နေပြီအဲ့တော့ ျို့ကွင်းနေတယ်ပြန့်ကျင်းနေတယ်ဒီခါလေးကိုဟာရန်လိုနေကြတဲ့ဟာတွေကိုတဖြည်းဖြည်းနဲ့စုစည်းပြီးတော့မှအင်အားအဖြစ်ကျွန်တော်တို့တွေကလုတ်ပြီးတော့မှစူးစမ်းရမယ့်အခြေအနေကိုရောက်သွားပြီဟာအယောင်မတူလို့ကာလာမတူလို့ရက်တီချက်မတူလို့ဆိုပြီးလက်ညှိုးထိုးပြီးရန်ဖြစ်နေရမယ့်ဆင်းနေရမယ့်အခြေအနေမဟုတ်ဘူးနော်ချစ်ချစ်ခင်ခင်နဲ့လိုအပ်တာကိုကူညီပြီးတော့မှတိုးတက်အောင်လို့ဒီလိုလုပ်ရမှာသိလား ဆိုတော့လေဒါကြောင့်မလို့ကဘာမှာလေ China Town တို့เนาะဟိုဟိုအိန္ဒိယကလာဒန်တို့ကျွန်တော်တို့ရှိရယ်เนาะနိုင်ငံကြီးတွေမှာဆိုလေเนาะ China Town တို့တိလာဒီလိုမျိုးတွေဆိုဘာဖြစ်လို့ရှိရလဲတိလာအရန်စီးလုံးတာလေအရန်စီးလုံးတာတို့တွေကသူတို့ရဲ့လူမျိုးတစ်ခုခုဒုက္ခရောက်တယ်ဆိုသူတို့ဝိုင်းပြီးတော့မှ sharing caring အဲ့လိုလုပ်ပြီးတော့မှသူတို့ကတွဲခေါ်တာအရန်စီးလုံးတာကျွန်တော်တို့မြန်မာတွေကတော့နိုင်ငံသားမှာဆိုအတူတူနေလို့မရဘူးမြန်မာတွေ သိလားအတူတူနေလို့မရအောင်မြန်မာမြန်မာချင်းဆိုနောက်ရောက်လာတဲ့မြန်မာကိုရှေ့ရောက်လာတဲ့မြန်မာချင်းသိဖို့ပဲစောင့်နေကြတာကျမတို့လူမျိုးရဲ့စိတ်ဓာတ်ကအဲ့လိုစိတ်ဓာတ်မျိုးအဲ့တော့အဲ့ဒါတွေတော်သင့်ပြီရင်းချက်သင့်ပြီနော်ကျမတို့တွေတကယ်တခြားနိုင်ငံကြီးတွေရဲ့အလေးအထအကောင်းနေစိတ်ဓာတ်ကောင်းတွေကိုသင်ယူသင့်ပြီသိလားနော်လူတက်ကြီးလောက်တာတွေကိုရှော့သင့်ပြီအမုန်းတရားတွေကိုရှော့သင့်ပြီသိလားနော်အဲ့တော့တယောက်နဲ့တယောက်နဲ့ကိုလည်းလိုက်ဆိုးမအောင်သူ့ဘဝသူ့ဘဝတွေကိုလိုက်ဆိုးမအောင်လဲသူ့ဘဝသူ့ဘဝတွေကိုဆိုးမရလောက်အောင်လဲ ကျေးဇူးကံကျေးဇူးဆောင်လဲဘာတစ်ခုမှမရှိဘူး။ကျမဘွားကိုလာဆိုးမိုးအောင်လဲကျမကိုထမင်းကျွေးထားတာတစ်စီးမှမရှိဘူး။ဟုတ်တယ်နော်။ကျမကလည်းသူများဘွားကိုသွားပြီးတော့မှဆိုးမိုးစရာအကြောင်းမရှိဘူး။ကျမတို့တွေကကိုနိုင်ရင်ကိုမျှနိုင်ရင်မျှမတူဘူးလားမတူရင်ကြော်သွားဒါပဲရှိတယ်လေ။ဟုတ်တယ်လား။မဟုတ်ဘဲနဲ့ရန်လိုနေစရာမှမလိုတာရန်လိုရင်းရန်လိုရင်းနဲ့အမှကြည့်လိုက်နော်။အဲ့တော့ ဘာဖြစ်လဲဆိုတဲ့ခါကျတော့ဟိုကိုမျက်နာကိုလှန်စရီထွေးပြီးတော့မပြီးနိုင်ဘူးသိလားနော်ကဘာမှာမြန်မာဆိုရင်ပါဇက်ကတော့ထုံမပြောရတဲ့အနေအထားမျိုးတွေဖြစ်နေပြီဘယ်လောက်ရှက်စရာကောင်းလဲလူမျိုးနဲ့ချီပြီးတော့မှတော်လောက်ပြီးတော်လောက်ပြီးရန်ဖြစ်တာလေဘာဖြစ်လဲအနီဘာဖြစ်လဲအစိမ်းကိုဘဝနဲ့ကိုကိုအကြိုက်နဲ့ကိုဟဲ့ငါငပိရေကြိုက်တယ်ဘာဖြစ်လဲဘာဖြစ်လဲနော်ငါပြေးကြိုက်တယ်ဘာဖြစ်လဲဟဲ့ငါကတော့ငါပြေးအနံ့မခံနိုင်ဘူးအေးအနံ့မခံနိုင်နေမစားနဲ့ငါကတော့ငါကြိုက်တယ်စားမယ် ။အေးဒါပေမဲ့သူများစားနေတဲ့ငပိရေကိုတော့နံလိုက်တာဆော်လိုက်တာနဲ့သွားမပြောနဲ့သူကြိုက်တယ်လေ။ဒွင်းနီမကြိုက်တဲ့သူကဒွင်းနီကြိုက်တဲ့သူကိုမဆဲနဲ့လေ။မပြောနဲ့လေ။သူကြိုက်လို့သူစားတာသူပစံနဲ့သူပဲစားတာလေ။ဟေးနဲ့မခံနိုင်ဘူးဆိုပြီးတော့မှလည်းအန်နာတွေအော့တာတွေလာမလုပ်ပြနဲ့လေ။ဟုတ်လား။ကိုမကြိုက်ဘူးဆိုကိုတာတာလေးရှောင်ထွက်သွားလိုက်။ကိုဒီအနက်အောင်မခံနိုင်ရင်ဒီအနက်နဲ့ဝေးတဲ့စီကိုသွားလိုက်။ရှင်းလား။ အဲ့တော့ဒီအနက်နားမှာထိုင်ပြီးတော့မှဘလို့နန်းချောင်းဘလို့ယွန်းချောင်းဘလို့မကြိုက်ချောင်းဆိုပြောနေစရာမှမလိုတာကျွန်မပြောတာဟုတ်လားငပိရင်နဲ့မခံနိုင်ဘူးငပိရင်နဲ့ရရင်အန်ကျင်နေဆိုရင်အေးငပိရင်အနက်နဲ့ဝေးတဲ့စီကိုထွက်သွားလိုက်ရှင်းမလားနော်မထွက်လဲမထွက်သွားဘူးထိုင်နေပြီးတော့မှသူများစားနေတာကိုပယ်ပယ်နေနေပြစ်ပြစ်နေနေနဲ့ကိုမကြိုက်တဲ့အကြောင်းနဲ့ဒီဟာတွေရဲ့အကြောင်းတွေကိုပြောနေတဖက်လူစော်ကားရမကြဘူးလား အဲ့တော့အဲ့လိုညံရီမျိုးတွေကိုမလုပ်ပါနဲ့တော့အဲ့ညံရီတွေကိုပလစ်လိုက်တော့နော်အဲ့ညံရီတွေကိုလှုပ်ပြလိုက်တော့အဲ့ဟာအယံကိုသေးတိမ်တဲ့ညံရီတွေဟုတ်လားအဲ့တော့မတူဘာဖြစ်လဲအကြိုက်ချင်းမတူဟေးဟေး तू ငပိရေစားနေတယ်ကိုမကြိုက်ဘူးခဏရှောင်ထွက်သွားစားပြီးပြီလားစားပြီးရင်ပြန်သွားမယ်ဟုတ်လားဟေးလက်ဖက်တော့စားမယ် तू လည်းကြိုက်တယ်ကိုလည်းကြိုက်တယ်တူတူစားကြမယ်မျှပြီးတော့မှဟုတ်လားဟာကိုကဒူးရင်ဒီစားနေတယ် तू မကြိုက်ဘူး तू ရှောင်သွားလိမ့်မယ် နော်ဟေးပြန်လာမယ်ရေခဲမုံစားတယ်အာသူကြိုက်တယ်ကိုကြိုက်တယ်တူတူမျှပြီးကျွန်တော်တို့စားမယ်ဘာဖြစ်လဲအဲ့ဒါအဲ့ရန်ဖြစ်เสียအကြောင်းရှိလားမဟုတ်ဘူးနော်အခုကမကြိုက်ဘူးဆိုရှောင်လည်းမသွားဘူးအာအဲ့မှာသူများကိုလေစိတ်ဒုက္ခအမျိုးမျိုးပေးတာနော်သူများကိုစိတ်ဒုက္ခအမျိုးမျိုးပေးတာဆိုတော့မကားမှုနော်အဲ့လိုမလုပ်ရဘူးဟုတ်တယ်လားဒီလိုပဲဘယ်အကြောင်းအရာပဲဖြစ်ဖြစ်မိသားစုတွေလည်းဒီလိုပဲနိုင်ငံနဲ့ချီပြီးတော့လည်းဒီလိုပဲ relationship မှာလည်းဒီလိုပဲ ညီကိုမောင်နှမတငယ်ချင်းမိတ်ဆွေလင်မယားမိဘနဲ့သားသမီးဒီလိုပဲဒါဆိုရင်ကျမတို့ကမပေါင်းနိုင်စရာလူတယောက်မှမရှိဘူးအေးအဲ့လိုမဟုတ်ဘဲနဲ့အစိုးရကြီးပဲမြင်နေပြီးတော့မှမကောင်းတာတွေကြီးပဲယူနေရင်လည်းဟဲ့တလောကလုံးမှာပေါင်းနိုင်စရာလူတယောက်မှမရှိတော့ဘူးကိုနဲ့ကိုနဲ့တောင်ကိုမျက်ခွက်တောင်မှန်နေကြည့်ပြီးတော့မှလေရံဖြစ်မဲ့လူမျိုးတွေဖြစ်သွားလိမ့်မယ်ဟုတ်လားကျမတို့ကကောင်းတာလေးတွေဝယ်စင်စားမကောင်းတာလေးတွေကိုဖယ်လိုက်ရင်လောကကြီးမှာမပေါင်းနိုင်စရာလူတယောက်မှမရှိဘူး မကောင်းတာတွေကြီးပဲရွေးမြင်ပြီးတော့မှကောင်းတာတွေကိုမမြင်တတ်ဘူးဆိုရင်လေတလောကလုံးမှာပေါင်းစရာလူတယောက်မှမရှိဘူးကိုမဟုတ်ဘူးလေလူတိုင်းဟာကိုမဟုတ်ဘူးအဲ့တော့ကိုနဲ့အကြိုက်ချင်းမတူတိုင်းရန်သူလုပ်เสียရအကြောင်းမရှိဘူးကိုလက်တစ်ချောင်းထဲမှာတော့အတူအရှိမညီဘူးအဲ့တော့ငါနဲ့အကြိုက်ချင်းမတူလို့ငါမကြိုက်တဲ့သူနဲ့ပေါင်းလို့ပြောစရာအကြောင်းမရှိဘူးငါမကြိုက်တဲ့သူနဲ့ပေါင်းတော့ဘာဖြစ်တော့ ငါမကြိုက်တဲ့သူနဲ့ပေါင်းအောင်ဒီလူကို तू ကဘလောက်ထောက်ပံ့ပေးထားလို့လဲဘလောက်ကျေးဇူးကံကျေးဇူးစားရှိလို့လဲဘလောက်ဘာရင်းမြန်ကူညီထားလို့မလို့ငါထားရနေငါဆေးရသွားလာလို့ရတာလေမိဘနဲ့သားသမီးတောင်မှကျမတို့ကလင်းမွေးထားတယ်ကိုလာလဲဆွဲလာပွားပြီးတော့မှမွေးထားတယ်လူဖြစ်အောင်ပြည့်စုံပြိုးထောင်ပေးခဲ့တဲ့သားသမီးတွေတောင်မှဟေ့ဒီလူနဲ့မပေါင်းနဲ့ဟေ့ဒီလူမသွားနဲ့ဟေ့ဒီလူမလာနဲ့ဟေ့ဒီလူမစားနဲ့ဟေ့ဒီမိန်းမအောင်မယူနဲ့ဟေ့ဒီကောင်နဲ့ရီးစားမထားနဲ့လို့ကျမတို့ပြောလို့ရလားအခွန်တိုင်းကို ကိုကဂျေဇူးရှိပါတယ်ဆိုတော့ဂျေဇူးရှင် အေးဒီလိုပဲကိုရဲ့ဂျေဇူးရှိပါတယ်ဆိုတော့ဂျေဇူးရှင် ဖြစ်တဲ့မိဘတွေရဲ့စကားကိုရောကိုတွေတရားရဂိုင်းလုံးအပြည့်နားထောင်ရဲ့သလားမေးပြန်မေးအဲ့လိုမျိုးကိုကဂျေဇူးရှင်ကိုရဲ့ဂျေဇူးရှင်နဲ့တောင်မှအဆင်မပြေတာကိုနဲ့လားလားမှဂျေဇူးကံဂျေဇူးစာမရှိတဲ့သူတွေဟိုလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ဟိုလိုမလုပ်နဲ့ပြောရလောက်အောင်ညံမတိန်နဲ့ပြောင်းလဲစိန်တန်ပြီ ဟုတ်ပြီနော်ကဲဒီမှာဒါလေး60 8 3 60 8 3ဒီမှာဒါလေး60 8 3เนาะ60 8 3 60 8 3 60 8 3မှာ60 8 3မှာဒါလေးอ่ะ 68သိန်းမှာ68သိန်းမှာကျမဒီနေ့ဒီချိန်ဒီရက်တည်နေတာကျမကြောင့်လူတဦးတယောက်ဒုက္ခရောက်ခဲ့ဘူးလေဆိုလာပြလာပြောလဲနော်မိသားစုတစုလူတယောက်ဘဝတစ်ခုကျမကြောင့်ဒုက္ခရောက်ခဲ့ဘူးတဲ့ကျမရဲ့ပယောကားကြောင့်ဆိုလာပြောလဲမဟုတ်ဖင်းနေတော့ငါစကားနွားရပောက်ပန်းလေးစေရင်းနဲ့မပြောနဲ့ပါချမယ်နော်อืมတိလား ငိန်ခန်နေရငိန်ခန်နေရဆိုတာလေရံမများကြင်လို့အေးမပါတဲ့အရာတွေမလို့ငိန်ခန်နေတာကြောက်လို့တော့မဟုတ်ဘူးသိလားအဲ့တော့ငိန်ခန်နေရဆိုပြီးတော့ငါတို့ကတော့ဗလိန်လိုက်ရင်ရပါတယ်အမလီဒီမိန်းမကြီးငါတို့ဖြေးလိုက်ရင်ငိန်သွားတာပါအမလီငါတို့ကတော့ဘလိုမျိုးတုတ်လိုက်လို့ရှိလို့ရှိရင်အမလီကြောက်သွားတာပါလို့မထင်နဲ့အဖက်မတန်လို့ကျမကဂယုမဆိုင်ဖဲနဲ့နေတာကြောက်လို့မဟုတ်ဘူးနော်အချိန်လေးကုန်လို့နော်တိဖို့ကျမကလည်းပါဇက်ပါတယ်နော် ဘလင်းကျင်တိုင်းဘလင်းအောင်ရှင်တို့ကြွေးထားတဲ့ထမင်းစားထားတာမဟုတ်ဘူးလို့အဲ့ဒီခုနဟာတွေကိုပြောကြင်တာနော်ဟုတ်လားပရိသတ်ကြီးနော်ရဲဘော်တွေတရား89တိန်းတရား89တိန်းဟိုလူနဲ့ဒီလူနဲ့ပေါင်းတာဒီလူနဲ့ဟိုလူနဲ့ပေါင်းတာကိုကျွန်တော်တို့ကတိတ်တိတ်ကလေးနဲ့ခိုးကြောင်ခိုးဝက်ပေါင်းနေရလောက်အောင်ကျွန်တော်တို့ကဘာမလို့တော့နော် no ပါနော် no ပါကျွန်တော်ကြိုက်တဲ့သူနဲ့ပေါင်းမယ် နော်ကျွန်မကြိုက်တဲ့သူစီမှာကောမန့်ရေးမယ်ကျွန်မဘဝကျွန်မလွတ်လပ်ပိုင်ခွင့်လာပြီးတော့မှဟိုလိုဒီလိုလာမပြောနဲ့ဘာချမယ်ဘာချမယ်နော်မမတို့ရေလှလိုက်တာဒါလေးလှလိုက်တာနော်လှလိုက်တာလှလိုက်တာလှလိုက်တာနော်ကျွန်မဒီနေ့ဒီချိန်ထိပြောခဲ့တဲ့စကားလုံးတွေဒီပြည်သူကိုရှေ့ရှုတဲ့စကားလုံးတွေပဲပြောခဲ့တာကျမကိုချစ်ချင်းမုန်းညို့ပဒါနာမထားပဲကျမပြည်သူကိုရှေ့ရှုတဲ့စကားလုံးတွေပဲပြောခဲ့တာ နော်ကျွန်တော်တို့ပြည်သူတွေစိတ်ပူပန်နေတယ်ဆိုစိတ်ပူပန်မှုတွေညော့အောင်ကျွန်တော်တို့ပြည်သူတွေအာတခုခုဆိုလို့ရှိရင်ပို့ပြီးတော့မှအာရှင်းရှင်းလင်းလင်းဖြစ်စေအောင်ကျွန်မတိတလောက်တတ်တလောက်တွေပဲပြောခဲ့တာကျွန်မပြည်သူကိုရှေ့ရှုတဲ့စကားပဲပြောခဲ့တာကျွန်မပြည်သူကိုဒီနေ့ဒီချိန်ထိအစိတ်မခတ်ခဲ့ဘူးနော်ကျွန်မပြည်သူကိုအစိတ်မခတ်ခဲ့ဘူးငါပြောတယ်လို့လုံငါလုံးတယ်လို့မလုံးနဲ့ဆိုတဲ့အထဲမှာအယ်မွန်သင်းမပါဘူးပြန်မေးကြည့်အောင်68သိန်းယူ နော် ပြန်မေးကြည့်အောင်ပြန်ကြည့်ကြည့်လိုက်အောင်အယ်မွန်သိန်းရဲ့တမိုင်းတစ်လျှောက်ကိုပြန်ကြည့်ကြည့်လိုက်နော်ငါပြောသလိုလို့ငါလုံးသလိုမလုံးနဲ့ဆိုတဲ့ထဲမှာအယ်မွန်သိန်းမပါဘူးသိလားနော်ရွှေတည်းဆေးရည်ရှိလားစင်ရတဲ့တည့်တည့်တည်ကြီးပါရှိရနော်တင်ကြည့်လိုက်ကြည့် သိင်းရဲ့တခါတလီတော့တဲ့ customer right ဆိုတာကြီးရလေလုပ်ငန်းရှင်တွေကိုစော်ကားပို့လာရင်တဲ့ဒါကြောင့်လေဒီခုနပြောသလိုပေါ့အဲ့ customer right ဆိုတာ ਨੇ အဲတချို့နှစ်ဦးနှစ်ဖက်ကျမအမြင်နဲ့ပြောတယ်ဒီ customer right ဆိုတာလည်းမှန်တယ်လို့မျိုးတစ်ဖက်ကလည်းမင်းစီမှာပြိပဒါဖြစ်တင်ဖြစ်တိုက်တဲ့အရာဆိုတာရှိသေးတယ်ကျမတို့ဒီမာတွေဆိုဆိုင်နေဆိုကျမတို့အရင်ကြုံရတယ်အရေးစားနဲ့နှစ်လပေးတယ်အရေးစားနှစ်လသုံးလပေးပေးတယ်6လလဲငွေမလာဘူး ခဏလာလဲဝင်မလာဘူးနော်တောင်းရင်စိတ်ဆိုးတယ်အမလီတို့က customer ဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါဆိုရင်ကျွန်တော်တို့တွေကသိုးသွန်းနိုင်ကိုခံရမှာလားဆိုတော့သိုးသွန်းနိုင်ခံစရာမလိုဘူးလေအမှန်တရားအတိုင်းပဲအဲ့တော့တစ်ဖက်က customer right အရာ customer ကို ပေးတင်ပေးတိုက်တဲ့ service man တမျှကိုစိုင်းဒီဘက်ကနေပြီးတော့မှအပြည့်အဝပေးထားတယ်ပေးရမယ်ပေးတဲ့နဲ့အဲ့ဒီကနေပြီးတော့မှ စီးကြော်ဘောင်ကြော်ပြီးတော့မှခုနလိုပေါ့အရေးကြတဲ့ပေးရမှာအရေးကြတဲ့မပေးတာပစ္စည်းတွေ၁၀မျိုးလောက်ယူထားတယ်ပြီးရင်ဟိုအမယူတော့ဘူးဒီအမယူတော့ဘူးဆိုတဲ့ဟာမျိုးတွေကျမဒါကြောင့်မလို့ကျမကျမဆိုရင်အမြဲတမ်းမမချာချာနဲ့ကျမပြောချတယ်ဆိုတာဒါ customer right မှန်ကန်နေတဲ့ customer ကမှန်ကန်နေရဲ့ဒါနဲ့ဆိုင်ရှင်ကမတော်မတရားလုပ်တယ်ဆိုရင်တော့ customer right နဲ့ပြောဒါပေမဲ့ဒီဘက်ခက်ကလည်းတော်တော်လေးကိုစိုးလာတယ်သိလားအာဟိုတယ်လောက်ဆိုလေလေအမကြီးသိလားဟို ENK ရလေဆိုင်က တမီးရနေပစ္စည်းကျမပြောပါဟောလား100ဘလောက်တန်လဲ168တန်လား180တန်လားစားထားပါတော့100ကျော်တန်ပစ္စည်းကိုကျမငွေမောင်းမမတ်မိတော့လို့အွန်ဒီမန်ဒီမရှင်ငိမ့်မယ်တက်လာပြီတငယ်ချင်းတမဲတငယ်ချင်း double လို့ပြောလိုက်ပါအောင်အဲ့ဒီငါတို့ညကိုပေါင်းလို့ဟလား double လို့ပြောလိုက်ပါအောင်တငယ်ချင်းစိုးမနိုင်နေလွှမ်းမိုးသူတွေကိုအဲ့နာပစ္စည်းနဲ့ငွေမကြည့်သေးပဲနဲ့ ်သိန်း80ကျန်းတာကိုပစ္စည်းပေးခဲ့တယ်မြလက်စုံအရေးကြနှစ်လကိုဆက်လဲမသွင်းဘူးမသွင်းမဲနဲ့ဒီတိုင်းပစ္စည်းကိုယူထားပြီးဝတ်ထားပြီးတော့မှငွေတောင်းတဲ့ခါကျတော့မလာဘူးမလာတော့ပြောရပြီလေငွေလဲတောင်းရပြီလေတောင်းတဲ့ခါကျတော့အမလီ तू อ่ะစိတ်ဒီပါလေးဆိုးပြီးတော့မှဗါတယ်အဲ့ဒါတေးသေးစကြာကျွန်မမမင်းရသေးဘူးဘာဖြစ်တယ်အဲဘလို့ပေးလိုက်ပါလေဟဟလား လှူလိုက်တယ်လို့တန်းလိုက်တယ်လို့ ਨੇ သိလားဒီအယောင်အဲ့တော့ငွေမကြည့်သေးပဲနဲ့ तू အယောင်လဲနှုတ်မှာပေါ့တဘွားကဲ8%နဲ့ကဲပြန်ပေးကျမတို့ပစ္စည်းလဲပြန်ပေးငွေလဲမကြည့်ထားဘူးเนาะ तू ကဒုံးပေကတ်သက်ဝတ်ထားပြီးပြီပြန်ပေးရော့အယောင်နဲ့ percent တွေလဲနှုတ်လိုက်8%တွေကိုသူကဟိုငါတို့ကရော့ကယူလိုက်လို့ပြောတယ်လို့မျိုးပေါ့အမလီလှူလိုက်တယ်ပေါ့တန်းလိုက်တယ်ပေါ့ဆိုပြီးအဲ့လိုစိုးသွမ်းနေတူတွေလဲရှိတယ်နော်ပြောလိုက်လေနင်တို့လူစားစားနေရမယ့်တန်းစားအစင်တန်းလားလို့အဲ့လိုပြောပြန်တော့အဲ့လိုဖြစ်ပြန်ရောနော်အဲ့လို နော်အမအမဆဲချင်ကျမတို့နှစ်ယောက်တည်းတခါလဲတပူးတွဲနဲ့အတူတူဆဲလို့ရအောင်မရှင်ငိမ့်မယ်လည်းရှိတယ်ဒီမှာအယ်မွန်သင်းလည်းရှိတယ်လာခဲ့တက်ခဲ့ကြဆင်ဆိုင်ရေတို့ဆိုင်ကမှာပါတယ်လို့မိခါအကြမ်းနော်ဆင်ဆိုင်ရေတို့တိခဏအဲ့ဒါပြောတာနော်အဲ့လိုအဲ့လိုဆိုင်တော့လေအဲ့တော့သူများရဲ့ relationship ကိုဟိုလူနဲ့မပေါင်းနဲ့လို့ဒီလူနဲ့မပေါင်းနဲ့လို့ ਨੇ လာပြီးတော့မှဆုံးမနိုင်နေမလုံးနဲ့เนาะကျမပြောတာရှင်းရှင်းလေးကန်းကုန်နေပြီ ကိုသားသမီးကိုရောကိုတရားရဂိုင်တော့ဩဇာညောင်းသလားကိုရဲ့မိဘရောကိုတရားရဂိုင်တော့ဩဇာအညောင်းကိုကခံသလားအဲ့တော့ကိုရဲ့အနန္တဂိုင်းဝင်ဂျေဆုရှင်ဆိုတဲ့မိဘစကားတော့ကိုကတရားရဂိုင်တော့နားမထောင်ထားတာကိုကတအနန္တဂိုင်းဝင်ဂျေဆုရှင်ဘာဆိုပြတာလောင်မှ ကိုသားသမီးတွေက ကိုကို တရားရဂိုင်တော့နားမထောင်တာ ਉ ဘာမှကိုနဲ့မဆိုင်တဲ့သူတွေဟိုလူနဲ့ပေါင်းလို့ဒီလူနဲ့ပေါင်းလို့ဆိုပြီးရန်လုံနေရလောက်အောင်အုံနောက်မနေကြနဲ့နော် ျမတို့လည်းကျမတို့ဘဝနဲ့ကျမတို့အဲ့တော့နော်ဒီတေးရလာလည်းလာလေးရမေးပြရစီတော့နော်သိလားအဲ့တော့ညီပိန်းနေဘောမတွေတိတ်မလုံနဲ့နော်ညီပိန်းစိတ်တက်တွေဘောမစိတ်တက်တွေမလုံနဲ့ကျမတို့ကညီပိန်းလည်းမဟုတ်ဘူးဘောမလည်းမဟုတ်ဘူးကျမတို့ကတော့ညီပိန်းပုံမလာလဲဆဲမှာဘောမပုံမလာလဲဆဲမှာနော်အဲ့တော့ကျမတို့လာပြီးတော့ညီပိန်းစိတ်တက်တွေဘောမစိတ်တက်တွေနဲ့ဘောမချင်းဘောမကြံညီပိန်းချင်းညီပိန်းကြံညီလာမကြံနဲ့နော် ကျမတို့ကတော့ဘောမာရောညီပိန်းရောကိုကျမတို့ကဗလိန်းတဲ့ဘက်ကအဲ့ဒါညီပိန်းလည်းမဟုတ်ဘူးဘောမာလည်းမဟုတ်ဘောမာကိုလည်းဗလိန်းမှာညီပိန်းကိုလည်းဗလိန်းမှာကျမတို့ကအဲ့အဲ့ဒီနေရာနော်အဲ့တော့ဘောမကျင်ဘောမကျန်ဤပိန်းကျင်ဤပိန်းကျန်ဤလာမလုံးနဲ့လွတ်လွတ်လပ်လပ်နေပြန်ရစီကိုသမင်းကိုရှာစားနေတာကိုကြိုက်တဲ့သူနဲ့ကိုပေါင်းမယ် in vvs dup in VVS 2 in VVS 2 in VVS 2ဒီမှာဒါလေးเนาะ in VVS 2 in VVS 2เนาะ in VVS 2ပါเนาะ in VVS 2ပါเนาะ189တိန်းပါเนาะ189တိန်းပါ189တိန်းပါ189တိန်းပါကဲဒါလေးอ่ะ in VVS 2 189သိန်းမှာအဲသမီးတို့ကတော့ရိုးသွားပါပြီလေဟုတ်ပါမင်မင်ဝါရေနော်လူစိုးတွေစပလင်းနဲ့ဘယ်ဟာလဲစပလင်းကအာဒူးလာလို့နေတာဩမာတာလေးစပလင်းစေးလားတက်တာလားနေအဲ့ဒါ စိတ်အခြေအနေကြီးကောင်းနေတာမဟုတ်ဘူးเนาะကျွန်မကလည်းကိုယ့်အနေနဲ့ကိုယ်တော်မှအဲ့ဒါယူတော့ပဲစိတ်ရှိတာမဟုတ်ကိုယ်ဒီမှာလည်းစိတ်ရှိတယ်ဟုတ်တယ်เนาะအဲ့ဒါโอเคตะปวนนี้โหจอกจี้จี้นี่แหละ ကြောက်ကြီးကြီးလေးနဲ့ကြောက်ကြီးကြီးလေးနဲ့တပွင့်လေးကိုဒီမှာကြောက်ကြီးကြီးလေးနဲ့ corn flower လေး corn flower လေးကြောက်ကြီးကြီးလေးနဲ့ corn flower လေး၄၂၉၃သိန်းနဲ့ corn flower လေးလုံးဝ classic 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 corn flower လေး ဒီမှာတော့လေး50 9 49သိန်း50 9 49သိန်း49သိန်းကျမလေးရွှေပစ္စည်းလေးနှစ်ခုဘိုးအကျွေးပေးစရာရှိတယ်ရွှေဘိုးရွှေဆိုင်ပိုင်ရှင်ညီမလေး ਨੇ ကရွှေမှတ်နဲ့မှတ်ထားတာပေါ့လေကိုပေးမယ်ဆိုတာမှရွှေစည်းတွေကတက်ပြီးတော့မှဖြစ်နေတာသိလားနော်အဲ့လိုတွေဖြစ်နေတာကျမပေးရတော့မယ်ဆိုရင်အဲ့လိုတွေဖြစ်နေတာသိလားနော်အဲ့တော့အဲ့ငကနေရန်စာဘိုး ပေးရဖို့ပြောရမှာပဲမပေးနိုင်သေးဘူးလို့အသားလီးယူလို့ပြောရမှာမသိနော်လက်တစ်ဖက်ပါလီးယူမလားမသိဘူးအဲ့ဒါလို့လေအဲမပေးနိုင်သေးမပေးနိုင်မပေးနိုင်သေးဘူးအသားလီးယူဆိုလဲကျွန်မအသားလီးယူရမှာနာမသိဘူးနော်အဲ့ဒါအညမောပြောရအောင်ဟဲ့ရှင်စီရကြဖို့မရှိဘူးရှင်စီရကြဖို့မရှိတော့လေမထူတော့ဘူးအဲ့တော့မပေးနိုင်ဘူးအသားလှီးဆိုတော့ရရယူမယ်ဆိုပြီးကျမအသားလှီးသွားမယ်နဲ့တူတယ် ်ပစ္စည်းကမကြောက်ဆိုအသားပဲပါသွားမယ်အသားပဲပါသွားမယ်တန်းလေးကဈေးမတွေ့ဘူးဒီမှာတန်းလေးကဟိုတခါတည်းကို နောက်ဆုတ်ဖို့ကြိုးစားရင်ရှိတွုံးပြီဆိုတော့လေအေးမရွှေလုံးမရွှေလုံးတက်လာပြီမရွှေလုံးတက်လာပြီမရွှေလုံးညီငါအသားလီဆိုလဲညီငါအသားလီ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 လိုက်ရင်ငါအသားပါအောင်မယ်လို့အဲ့ဒါလို့ဝတ်တာတော့ဝတ်ပြီးသွားပြီနော်ဟိုမှနိုင်ငံသားတော်ရောက်ပြီးသွားပြီရွှေရတော့သိလားကျွေးရတော့မပေးရသေးဘူးတကက်ဆွဲသေးလဲဆွဲလို့ထားတယ်ဟိုစာရွှေစင်းရလဲလေတခါတည်းကိုလေအမလေးနောက်ဆုတ်ဖို့ကြိုးစားရင်နော်80သသိန်းရပြီဆိုပြီး10သားရောင်းလိုက်တာအခုတခါ ခုနှစ်ဆက်၄သိန်း9000ဆိုလား9000ဆိုလားကဲဒီခါဖြင့်85ပဲဆိုပါတော့တီသိန်းနဲ့ Facebook ကဒေါ်လာရနေပြီလားတဲ့တို့ကလေ Facebook က TikTok ရောဘယ်အရာမှဒေါ်လာရတဲ့ငွေရတဲ့ဟာမချိတ်ထားဘူးတို့သုံးကျင်တာသုံးမယ်တို့ကန့်တက်ပြီးတော့မှ post ကိုဘယ်နဲ့ post တင်ရမယ်တို့ဟာဘယ်လိုလုပ်ရမယ်တို့ညာလုံးအဲ့လိုကြီးလာပြီးကိုယ်ထိန်းချုပ်ခံတဲ့ကိစ္စမျိုးမလုပ်ဘူးအဲ့ကြောင့်ဘယ်ဟာမှကိုယ့်ရဲ့ personal account ရောဥစ္စာရောဘာလဲ page တွေရော ဘာတစ်ခုမှမလုပ်ဘူးဒေါ်လာရတဲ့ဟာ TikTok ရောဘာတစ်ခုမှမလုပ် TikTok ဆိုဒို TikTok တွေဆိုမီလီယံနေနဲ့ချီပြီးတော့မှ view တွေရှိရနော်မလုပ်ဘူးကိုတင်ညာကိုတင်မယ်ကိုတင်ညာလို့တင်မယ်ကိုဟာကိုကိုဘဝကြီးကိုသူများလာပြီးတော့မှအဲ့လိုကြီးနဲ့လာလုပ်ပြီးထိမ့်ချုပ်ထားတဲ့ဟာမျိုးမကြိုက်ဘူးဒါကြောင့်မလို့မလုပ်ဘူးအဲ့တော့သူတို့ကလည်းလွယ်လွယ်ပေးတာမဟုတ်ဘူးလေနော်အဲ့လိုမျိုးတွေဟိုလိုဒီလိုနဲ့ဆိုတော့လုပ်ဘူး ဇယားတွေရှုပ်လို့ပြီးရင်ရှိသေးတယ်မြန်မာပြည်မြန်မာ location နဲ့ဆိုရင်မြန်မာမလို့မရဘူးတဲ့အဲ့တော့နိုင်ငံသားအကောင့်နေဖွင့်ရတာနိုင်ငံသားဆိုတော့တိမ်ငင်လိုက်တာအဲ့တော့ဒီပတ်စံလေးရဖို့ရေးကိုကိုမလေးနော်အမလေးတခါတည်းကိုမြန်မာ location ဆိုမရအောင်မြန်မာနဲ့ဆိုမသုံးရဘူးအဲဘယ်လိုနဲ့လောက်ရမယ်ဘယ်လိုဆက်ဆံခံနေရရင်မယူဘူးနင်တို့ပတ်စံလေး လုံဖူးရှင်းတယ်တို့ကတော့လူမျိုးနည်းနည်းလေး surround အရန်ဖြစ်တယ်နော်ဒါဘလောက်မှာ59ဒါ59 59ဆွဲပြရဘလောက်လဲလက်ဆော့ဘလောက်လဲမတခါချရဲဘောင်းမိုင်ဟုတ်ပါဆွဲပြလေးစက်လား59ဖောက်လိုက်တာ59ကိုဖောက်လိုက်တာเนาะဖောက်လိုက်တာဖောက်လိုက်တာ 49 59เนาะဩစာဒီလိုပဲ Facebook မှာလည်းဒီလိုပဲ Blue Mark ဆိုရင် Blue Mark ဒီနာအမှန်ချက်လေးနဲ့ Blue Mark နဲ့ဆိုလို့ရှိလို့ရှိရင်တလားတလားဒေါ်လာပေးရရင်လေအဲအမှန်ချက်ဟဲ့အမှန်ချက်ကိုလေးရပြီးတော့မှအဲ့ Blue Mark ပါပြီးတော့မှအဲ့ Blue Mark နဲ့သူ့ကိုလာစဉ်ဒေါ်လာပေးနေရမယ်တူတူသူကမယူမယူဘူးဗာ Blue Mark မှလည်းမယူဘူးဘာမှလည်းဒေါ်လာလည်းမပေးနိုင်ဘူးအဲ့သူ့ပေးမယ်ဟာကိုကကိုမရှိတဲ့သူပေးရင်တော့မှဖြစ်အောင်မယ်အဲ့အမှန်ချက်ပါတော့ဗာဖြစ်သွားလို့တော့ နော်အဲ့အမှန်ချစ်ပါလိုက်တာနဲ့အယ်မွန်သိန်းကဘာဖြစ်သွားလဲတရေတက်သွားတာလား노ထားလိုက်တော့မယူဘူးမပေးတယ်မပေးဘူးပတ်စံလဲငါးပြားမှမပေးဘူးအေးရောအလားအဲ့လိုအဲ့လိုဒိုးစိတ်ကလည်းအဲ့လိုမပေးရအောင်ဆိုရင်တော့ယူချင်ယူမှာပေါ့နော်ပေးရမယ်ဆိုဘာလို့မှမလဲဆွဲတိက45ဒီမှာဝါဆပ်အဲ့တစ်တော်လဲပတ်စံရအောင်မလုပ်ထားဘူး Facebook ဒီလဲမလုပ်ထားဘူး၄၅ là số cả tông dân nè cô cái cả ngã dân nè cô cái chỗ chỗ này nó cái chỗ chỗ này nè cái cả ngã nè cái cả ngã dân nè cái chạy từ làm lấy nó lý giờ cô ngã giờ cô lý giờ cô ngã giờ cô thằng ngã giờ cô thằng lý giờ cô yên gì vậy yên gì vậy ngã giờ cô lý giờ cô ngã giờ cô lý giờ cô nè ngã giờ này cô lý giờ này cô à chào mừng lý တနည်းရွှေတနည်းငွေသိလားမပြင်တာမဟုတ်ဘူးတနည်းရွှေတနည်းငွေဒါကြောင့်မလို့ရွှေနဲ့ပဲမှတ်တာမှတ်ကြတယ်ဆိုတာလေအခုအဲ့ကြောင့်မတ်ရွှေလုံးနဲ့ဒီလိုပဲဟိုကျမငကတ်နေရန်ပိုးပစံပြည်ရရှိရမတ်ရွှေလုံးရွှေချင်းသာမှတ်ထားလိုက်တော့နော်အယောဒရနဲ့ရွှေဘိုးနဲ့ပေါင်းပြီးရွှေချင်းသာမှတ်ထားလိုက်တော့ညိပဲစေးဖြစ်ဖြစ်နော်အခုပေးမယ်လို့ဆိုအမရေရွှေစေးတရားရန်တက်နေပြီသူ့မှားထားလဲတဲ့ကတက်လိုက်တက်လာလိုက်တဲ့ရွှေစေးကအခုဒီမှာတာဝရိန်သာရောက်သွားပြီအမရောက်သွားပြီဟလာတာဝရိန်သာဟုတ်တယ်ရောက်သွားနည်းရောက်သွားပြီတာဝရိန်သာအဲ့လိုဒါကြောင့်မလို့ရွှေနဲ့ပဲမှတ်မှာငွေနဲ့ဆိုသေးပြီပေါ့သေးလား ူစည်းရပြန်ကြစရာမရှိတော့ဘူးရှိရတယ်နော်တက်အတက်ပဲရှိတယ်တက်ပဲနော်ကဘာကိုနေကတက်နေတာသိလားကမဆေးကိုနေရတာကြံပြီးရွှေဈေးကြမှာလေဟုတ်ပါနော်လက်ပြန်သွားတာအဲကြောင့်ပြန်လာတော့ကြည့်လိုက်တော့လေမာကြီးရဲ့တိလားဟာမကိုရီးယားလေမမီမာဆိုးတော့တောင်မီလေအသေးတန်နေနော်ငါတို့ကလည်းပြေးလူရသေးတာ ကဲဒီမှာ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 တစင်စာတစင်စာနော်တစင်စာကြောက်တရားလည်းအရန်ရှားနေတယ်နော်သိလားကြောက်တရားလည်းလေအရန်ရှားနေတယ်လှလှလေးလိုအပ်ဝင်တာမပြင်မှာမဟုတ်ဘူးနော်မအားသေးလို့မအားသေးလို့လိုလိုရွှေရလကားမြန်ပြန်ခန့်ရွှေရပေးရတာနော်ရိုးစာယူကြသိလားယူကြဘာဖြစ်လို့လဲဆိုတော့လေ ဟိုဝယ်ဝယ်ဝယ်ကြเนาะနောက်ဆိုရင်လေယေဒနာဟာတကယ်ကိုလေဟိုကျမတို့လေမလွယ်တဲ့ဟာမျိုးဖြစ်မှာเนาะပစ္စည်းတခုဘာဖြစ်လဲကျမတို့ဝင်ငွေတွေကမတိုးဘူးလေเนาะလာခစားရီဆိုလေလာခစားရီကဝင်ငွေတွေကတက်မှမလာတာဒီလာဒါပဲလေဒီလာစားပဲလေเนาะဆိုတော့တစ်ဖက်က အသုံးပြရတဲ့ဟာတွေဒါရယ်လေဖြစ်လာတာလေဟုတ်တယ်လားဆိုတော့ဟိုဒီရွှေတစ်ချက်သားဝင်နိုင်ဖို့ဆိုလဲမမီတော့ဘူးလေနော်အများကြီးဖြစ်သွားပြီလေနော်ဆိုတော့ကဲရွှေတစ်ချက်သားဆိုလို့ရှိလို့ရှင်မယ်အယောရက်နဲ့ဘာနဲ့ဆိုသိန်း80ကျော်သွားပြီဖြစ်မယ်တစ်ချက်သားဆွဲကြိုးတကုံးကနော်ရွှေတစ်ချက်သားဆွဲကြိုးတကုံးကသိန်း80ကျော်သွားပြီသိလားအယောရက်နဲ့ဆိုရင်လေသိန်း80ကျော်သွားပြီတာမန်လားကစားတယောက်ကရွှေတစ်ချက်သားဝင်နိုင်ဖို့ဘယ်လွယ်တော့မလဲဟုတ်လားဘယ်ရတော့မလဲအဲ့လိုလေဟုတ်တယ်လားအဲ့လိုအဲ့လို ကျမအရင်တော့ကကျမသားကိုအမွေပေးထားတဲ့အိမ်လေးပေါ့သူ့ကိုသူ့ကိုကျမအိမ်ငှားကလေးကိုကျမသူ့ကိုထည့်ထည့်ပေးတာပေါ့နော်ဆိုတော့အဲ့ဒီအိမ်ကိုစငှားတဲ့အချိန်မှာအိမ်ငှားက35ဒိန်းရတယ်တလောင်း35ဒိန်းရတယ်တဲ့တလောင်း35ဒိန်းကဒေါ်လာ3000လောက်ရတယ်ဒေါ်လာ3000ကျော်ရသေးတယ်ဒေါ်လာ3000ကျော်လောက်ရတယ်တင်လားဒေါ်လာ3000ကျော်လောက်နဲ့35ဒိန်းဟာလေကျမငားရင်ငားရင်ငားပေးနဲ့အဲကြိုက်တယ်လေနော်ကိုအဲ့လိုအဆင်ပြေဆိုသူ့ထဲ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 ပေးထားတာပေါ့လေဆိုတော့ဟဲ့ အခုကြတော့အဲ့ဒီ35သိန်းဟာဒေါ်လာ1000မရတော့ဘူးတွေ့လား35သိန်းရ30အဲ့တော့ကျွန်မကဒေါ်လာ3500လောက်ရအောင်အရင်တော့ဒေါ်လာ3500ရနေတယ်အခုဒေါ်လာ3500နဲ့ကိုက်အောင်ဆိုပြီးတော့မှကျွန်မဒီဘက်မှာအိမ်ငါးကောင်သိန်း100ကျော်တင်လို့ရလားမရဘူးနော်အဲ့လိုဖြစ်တာအဲ့လိုတွေအဲ့လိုတွေဖြစ်တာတိလားအဲ့လိုတွေဖြစ်တာငွေကြေးဖောင်းပွားမှုပါလေအဲ့လိုတွေဖြစ်တာ 59သိန်း90နဲ့9သိန်းဒါလေးอ่ะဒီလုံးလေးအရန်တင်လို့မရအောင်เนาะဒါလေးอ่ะ59သိန်းယူထားကြသိလားမောင်မတို့ယူထားကြယူထားကြဘာဖြစ်ဆိုယူရမယ့်ကာလဖြစ်နေတယ်เนาะယူရမယ့်